ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာဒုတိယအကြိမ်ပြုလုပ်မယ့် Peace Forum 2025နာဆောက်ကဥက္ကဋ္ဌတက်ရောက်မယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်မှာဒုတိယအကြိမ်များအဖြစ်ပြုလုပ်မဲ့ Peace Forum 2025ကိုနာဆကောက်ကထားဘူဇုံမူကြီးမင်းအောင်လိုင်းကိုရိုင်းတက်ရောက်မင်းကိုပြောကြားသွားမယ်လို့သိရပါဗျ။အဲ့ဒီဒုတိယအကြိမ်များ Peace Forum 2025ကို နေပြည်တော်မှာအခုဇွန်လ25ရက်ကနေ29ရက်နေ့အထိ၃ရက်တန်တန်ကျင်းပမှာဖြစ်ပါတယ်အခုပြုလုပ်မဲ့ဖိုရမ်ကိုပြည်ပ6နိုင်ငံက Think Tank ပညာရှင်တွေပြည်ရင်းကအသိပညာရှင်အတတ်ပညာရှင်တွေများစွာလဲပါဝင်တက်ရောက်ဆွေးနွေးဖို့ရှိနေတာလည်းဖြစ်ပါတယ်။ Peace Forum 2025ကိုညီချင်ရေးတည်ငြိမ်ရေးတရားဥပဒေစိုးမိုးရေးနဲ့ရွေးကောက်ပွဲတို့အတွက်ရည်ရွယ်ချင်းပါခြင်းဖြစ်တယ်လို့လည်းညီချင်ရေးဖိုရမ်ရဲ့နေဆက်သူတွေကဆိုပါတယ်။ယခုနှစ်အတွင်းမှာ ာပြုလုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းတွေဟာနောက်ဆက်ကအစိုးရတက်တန်း၄နှစ်ကျော်ကာလအတွင်းကျင်းပတဲ့နေပယ်ကဏ္ဍအသီးသီးကပါဝင်သင့်ပါဝင်ထိုက်သူတွေပုံကိုယ်တွေအစုံအလင်းတက်ရောက်ဆွေးနွေးကြတဲ့ဆွေးနွေးပွဲတွေလည်းဖြစ်ကြောင်းသိရပါရဲ့ရှင်။